အဆင်ကနေချောအလုံးမလာပါအခွင့်နေစားပြီးတော့ဒီတကူတိတ်ကီနိုအဆင့်တက်ဟိုတယ်လုံးကစာမွေးနဲ့ပတ်သက်ပြီးတော့စာမွေးပုံစံအမှတ်ပေးစီမင်းနေနဲ့တည်ထားမယ့်ချက်တွေနဲ့ပတ်သက်ပြီးတော့အရှင်းပြပေးပါမယ်။အဲ့တော့ဒီတကူတိတ်ကီနိုပေါ့နော်အလုံးဖြေရမယ့်စာမွေးရဲ့အမိရကပေါ့နော်ဒီရှစ်ခုအခုကြောလို့ခေါ်တယ်ပေါ့နော်ရှစ်ခုအခုဘွန်းရလို့ခေါ်တယ်ဒီဟိုတယ်လုံးကဆိုင်ရာဒီကီနိုပေါ့နော်အဲ ဒုက္တေကီနိုအချီကောပေါ့နော်ဒီကျွမ်းကျင်မှုဆိုင်အဆင့်တက်ဒီရီယောကရှိကပေါ့နော်အကဲဖြတ်ဆောင်မွေဒီဆောင်မွေအမီနဲ့ဖြည့်ဆွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီဖြည့်ဆွားမဲ့ဆောင်မွေအမီလေးကိုလည်းတေချာမှတ်ထားဖို့လိုတယ်ပေါ့နော် နောက်ဒီဆောင်းဝဲနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မှတ်ရမယ့်အချက်တွေနဲ့ပြောရမယ်ဆိုရင်ဆောင်းဝဲကဘယ်ဒီကျင်းပတဲ့နိုင်ငံပေါ့နော်ဘယ်နိုင်ငံမှာပဲဖြစ်ဆိုဒီဖြစ်စီနင်းဟော်နဲ့ပဲဖြစ်ဆိုမှာဖြစ်ပါတယ်ဂျမဘာတာနဲ့ပဲဖြစ်ဆိုရမယ်ပြီးတော့ဒီဂျူကန်ရှီကတ်ခုအနေနဲ့ပေါ့နော်ဒီဖြစ်ဆိုနိုင်တဲ့သူတွေကအဲဘယ်လိုတွေလဲဆိုတော့ဒီဆောင်းဝဲဖြစ်ဆိုတဲ့နေရာနေစပြီးတော့ပေါ့နော် နေ့မှာသူကအသက်18နှစ် ပြည့်ပြည့်တဲ့သူတွေပဲဖြစ်ရမယ်ပေါ့နော်နောက်ဒီဆောင်းဝဲကျင်းပတဲ့ပုံစံလေးကိုဆက်ပြီးကြည့်ကြည့်အောင် ဒီဆောင်ဝေးချင်းမတဲ့ပုံစံဒီဘောနော်ဒီ CBT လို့ခေါ်တဲ့ဒီ computer based testing ပုံစံနဲ့ဘောနော်ဒီ computer အသုံးပြုဖြည့်ဆွားတဲ့ဒီပုံစံနဲ့ဖြည့်ဆွားမှာဖြစ်ပါတယ်ပြီးတော့ဒီဆောင်ဝေးကိုဖြည့်ဆွမယ်ဆိုရင်ဘောနော်ဒီတကူတေကီနိုဘောနော်ဒီဂျပန်မှာကျင်းပတဲ့တကူတေကီနိုဒီထဲကမှာဘောနော်တကူတေစတာကုံစတာဆိုင်ရလွဲလို့ဘောနော်တခြားဆောင်ဝေးတွေမှာဆိုရင်ဒီ diplomatic ID လိုအပ်တယ်ဘောနော်အဲ့တော့အားလုံးကဒီဆောင်ဝေး မနော်ဒီဖြည့်ဆွမယ်လို့ယူရထားရဆိုရင်ဒီ diplomatic ID ကိုမရှိမနေလောက်ထားဖို့လိုအပ်ပါတယ်။အဲဒါတော့ဒီဆောင်ဝဲဖြည့်ဆွတဲ့ခါမှာဗောနော်ဒီကွန်ပျူတာနဲ့ဖြည့်ဆွတဲ့ခါမှာဗောနော်ဒီစဆာချင်းမြင်ရတဲ့ဒီစာမျက်နှာဗောနော်အဲ့တော့ဒီအောက်မှာဒီအဲရှီကတ်ခိုက်ရှိဆိုတဲ့ဒီအစင်းရောင်ခလုံးလေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့ဆောင်ဝဲစတင်မှာဖြစ်ပါတယ်။ နောက်ဒီမှာဘောနော်ဒီဆောင်းဝဲစတင်ပြီဆိုတာနဲ့ဘောနော်သူကဒီမေကွန်းလွာနံပါတ်1ကနေစပြီးတော့ဒီမေကွန်းနေအစင်လိုက်တွေ့ရမှာဖြစ်ပါတယ်။အဲ့မှာဆိုရင်ဒီမှာနံပါတ်1ကနေပြီးတော့9အထိကိုဒီမှာရှင်းပြပေးမယ်နော်။အဲ့တော့ဒီမှာဆိုရင်အရင်ဆုံးနံပါတ်1ကဘာလဲဆိုတော့ဒီမှာဆောင်းဝဲဖြည့်ဆိုတဲ့ကြာချိန်ကိုဒီမှာပြပေးမယ်ပေါ့နော်။အဲ့တော့ဒီစကတ်ခိုင်းရှိကိုနှိမ့်လိုက်ပြီးဆိုတာနဲ့ကိုကဘယ်နှမိနစ်ကြာနေသေးလဲဆိုတာကိုဒီမှာအထိကြာကြာဖော်ပြထားတွေ့နေမယ်။ နောက်နံပါတ်1ကတော့ဒီမေကုန်းပုံစံပေါ့နော်အဲ့တော့မေကုန်းပုံစံကဒီမှာအဲတကယ်ဆောင်ဝင်မေကုန်းမှာတော့ဒီပေါ့နော်နေမေကုန်းတွေကနေပြီးတော့သုံးခုတည်းကနေပြီးတော့တစ်ခုရွေးဆွဲပုံစံမျိုးနဲ့ဖြေရမယ်ပေါ့နော်အဲ့တော့ကိုကမှန်တယ်လို့ထင်တဲ့မေကုန်းကိုပေါ့နော်ဒီအဖြေကိုတစ်ခုကို click ထောက်ပြီးတော့ရွေးပြင်ရတယ်နောက်အဲဆောင်ဝင် နံပါတ်3ကကြာပါလဲဆိုဒီမှာစုစုပေါင်းဒီဘောနော်ကိုဖြည့်ဆိုးရမယ့်အဖုတ်ကြီးဘောနော်ဟိုဒီဘက်မှာပေါ်ပြထားတယ်ဘောနော်ဒီဘက်မှာဒီပုတ်ကြီးဘဲပုတ်ဘဲပုတ်ကိုဖြည့်ဆိုးနေရလဲဆိုတာကိုဒီမှာကြည့်လို့ရမယ်နောက်နံပါတ်4ကတော့ဒီမှာအဲဘောနော်ဘက်နဲ့ next ဆိုတာလေးရှိမယ်ဘောနော် အဲ့တော့ဒီဟာအင်္ဂလိပ်လိုဒီဘောနော်စိုးစားတွေကိုဘောနော်ကိုကဂျပန်လိုနားမလည်ဘူးဆိုရင်ဒီမှာဘောနော် URL ကိုဆွဲနေရမှာကိုကဒီရွေးလို့ရတယ်ဘောနော်ကိုကဒီစိုးစားတွေကိုဒီဂျပန်လိုမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုပုံစံမျိုးနဲ့ရွေးလို့ရတယ်။နောက်ပုံမှန်ဖြစ်တော့ဂျပန်လိုနဲ့ပဲဆိုရင်တော့ပို့ပြီးတော့ဟိုအဆင်ပြေမယ်လို့ထင်တယ်ဘောနော်။အဲ့တော့ဒီမှာဆိုရင်ကိုကဖြည့်ပြီးသားဟာကိုကြည့်နေတယ်ဆိုရင်တော့ဒီမှာဘက်ကိုဘောနော်မိုတိုရုဆိုတဲ့ခလုတ်ဘောနော်ဒီဘက်ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးတော့ပြန်ကြည့်လို့ရတယ်။ ရှေ့ဆက်ကြည့်မယ်ဆိုရင်တော့ suki ရဲ့ပေါ့နော်ဒါဂျပန်လိုမှာဆိုရင်တော့ suki ရဲ့ပေါ့နော်အင်္ဂလိပ်မှာဆိုရင်တော့ next ဆိုရဲခလုတ်ကိုနှိပ်ပြီးတော့ကြည့်လို့ရမယ်ပေါ့နော်အဲ့ဒါကတော့ဆာမွေဖြည့်ဆွဲတဲ့ခါမှာဒီလိုဒီလိုတိုင်းပဲပေါ့နော်တပူကြီးတပုတ်ကိုဒီတိုင်းဖြည့်ဆုံးသွားရင်ရပါတယ်တကယ်လို့ကိုကဆာမွေဖြည့်လို့ပြီးသွားပြီဆိုရင်တော့ဒီအပေါ်မှာ finish test ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြလိုက်ပြီးဆိုတာ ਨੇ ဒီကိုကဆာမွေဖြည့်ပြီးသွားပြီဆိုတဲ့ပုံစံဖြစ်သွားမယ်ပေါ့နော် โอเคအဲ့တော့ဆောင်းမွေးဖြည့်ဆွမ်းမယ်ပုံစံတိသွားပြီဆိုတော့နောက်ဆောင်းမွေးပဲဗောနော်ဒီတခုတိကီနိုဟိုတယ်လုံငန်းဆောင်းမွေးမှာမေကွန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမေးရလဲဆိုတာဆက်ပြီးတော့ကြည့်ကြအောင်အဲ့တော့တခုတိကီနိုဟိုတယ်လုံငန်းဆောင်းမွေးမှာဆိုရင်ဒီဆောင်းမွေးမှာဆိုရင်ဒီကာကတ်ရှ်ကန်ရေဂျီစကီရှ်ကန်ရေဆိုရင်မှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့မေးပါတယ်အဲ့တော့ကာကတ်ရှ်ကန်အနေနဲ့ကကြတော့ဒီမေကွန်းအပုတ်30ဗောနော်ကာကတ်ရှ်ကန်ဆိုတာကကြတော့ဒီရေးပြေဆောင်းမွေးပွဲဗောနော်ပညာရေးပိုင်းဆိုင်ရာဆောင်းမွေးအနေနဲ့ စုစုပေါင်းအပုတ်30မိပါတယ်ပြီးတော့ဂျီစကိရှီကန်ပေါ့နော်အဲ့တော့ဂျီစကိရှီကန်ဆိုတော့ဒီလက်တွေ့ဆောင်ပွဲပွဲလက်တွေ့ဆောင်ပွဲဆိုမဲ့လို့လက်တွေ့လုတ်ပြစရာမလိုပါဘူးအဲအားလုံးကဒီမှာပေါ့နော်ဒီသူပေးထားတဲ့ဒီချစ်လက်ရှိပေါ့နော်ဒီဘန်ဖလက်ပုံစံမှာပေါ့နော်ဟိုတယ်နဲ့ပတ်သက်တဲ့ဘန်ဖလက်ပုံစံကိုဖတ်မယ်ဖတ်ပြီးတော့ပြီးစင်သူနဲ့တက်မှတ်ထားတယ်ပေါ့နော်သူမေးထားတဲ့မေးခွန်းတွေကိုဒီဘန်ဖလက်တွေကအချက်လက်နဲ့ကိုက်ညီရရှိမရှိဆိုတာကြည့်ပြီးတော့ဖြေရမယ်ပေါ့နော်ပြီးတော့ပြီးစင် ပုံနေပေးထားမယ် elast story ပေးထားမယ်အဲ့ရနေကြည့်ပြီးတော့ရွေးချယ်ပေးရမယ်ဆိုတဲ့မေးခွန်းကအစစ်အပောင်းချက်ဖို့ရှိပါမယ်အဲ့တော့ somewhere ဖြည့်ဆိုတဲ့ကြာချိန်ပေါ့နော်ကြာချိန်နေနေရတော့ဒီရခုကျူပုံပေါ့နော်အဲ့တော့ minute 60နော်တနာရီတိတိကြာမှာဖြစ်ပါတယ်အဲ့တော့ somewhere အောင်တဲ့စံနှုန်းလေးကိုတစ်ချက်ကြည့်ကြည့်အောင်နော်အဲ့တော့ somewhere ကဘယ်လိုမျိုးပုံစံမျိုးနဲ့ဒီအာ ဒီအောင်နဲ့ဗောနော်စံနှုန်းကိုတတ်မှတ်လဲဆိုတော့သူကဒီဂျီစုကီရဲ့ဂက်ကရဲ့ဗောနော်ဒီရေးဖြည့်ရဲ့လက်တွေ့ရဲ့အပိုင်းတီးတီးမှာဗောနော်အဲစုစုပေါင်း65ရာခိုင်နှုန်းအထက်ဗောနော်အဲမှန်မှတာလင်ဒါဆောင်းဝဲအောင်နေလို့ဒီတတ်မှတ်တယ်ဗောနော်အဲ့တော့အပိုင်းနှစ်ပိုင်းလုံး65ရာခိုင်နှုန်းအထက်ဆိုတာဘာကိုပြောတာလဲဆိုတော့ဒီခွန်းကပြောထားတဲ့ဒီဂက်ကရှိကမှာပုတ်30လို့ပါတယ်ဗောနော်အဲ့တော့ပုတ်30ရဲ့65ရာခိုင်နှုန်းဆိုတာကအဲအပုတ်30မှာစုပေါင်းအပုတ်20အထက် မနော်မှန်မှတာလင်းမနော်ဖြည့်ဆိုနိုင်မှတာလင်းဒီဂါကရှိကန်သံပွဲအောင်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပြီးတော့ဂျီစကီရှိကန်ပေါ့နော်ဒီလက်တွေ့သံပွဲမှာဆိုရင်6ပုတ်မေးတယ်ပေါ့နော်အဲ6ပုတ်ရဲ65ရာခိုင်နှုန်းဖြစ်တဲ့ကြောင့်မလို့ဒီ၄ပုတ်အထက်မှန်မှတာလင်းဒါလက်တွေ့သံပွဲအောင်တယ်လို့သတ်မှတ်လို့ရမှာပေါ့နော်အဲ့တော့အကြမ်းမြင့်ချုံမျိုးပြောမှမစင်ဒီ36ပုတ်ထဲကနေပြီးတော့ပေါ့နော်24ပုတ်အထက်မှန်မှတာလင်းသံပွဲအောင်မယ်လို့အကြမ်းမြင့်ယူဆလို့ရပါတယ် ဲ့တော့အဲစာမွေးမေးခွန်းပုံစံလေးကိုဆက်ပြီးတော့ကြည့်ကြည့်အောင်အဲ့တော့စာမွေးဒီမှာမေးခွန်းပါဆိုရင်ဒီကတ်ကတ်ရှိကံပေါ့နော်ဒီရေးဖြစ်စာမွေးမှာဘယ်လိုမျိုးမေးလဲဆိုတော့သူကဒီပု္ပ္ပာတပုတ်ကိုမေးထားမယ်ပြီးတော့အချီနီစံနေရနေပြီးတော့ပေါ့နော်အဲတင့်တော်တဲ့ဟာတစ်ခုရေးရတဲ့ပု္ပ္ပာပုံစံမျိုးမေးပါတယ်နော်အဲဒီ GMT စာမွေးမှာဆိုရင်၄ခုတည်းကနေပြီးတော့တစ်ခုရေးရတာပေါ့နော်ဒီတစ်ခုတည်းစာမွေးတွေမှာ၃ခုတည်းကတစ်ခုရေးရတာဖြစ်တဲ့ကြောင့်မလို့ဒီ GMT စာမွေးလောက်တော့ခက်ခဲမှုမရှိဘူးလို့ထင်တယ်ပေါ့နော် နောက်ဒီဂျစ်စကိရှိကန်နော်အဲ့တော့ဒါကတော့လက်တွေ့ဆောင်မွေးပဲပေါ့နော်အဲ့တော့လက်တွေ့ဆောင်မွေးပဲကဒါခုနကပြောထားလို့ပဲဒီမှာ6လရှိတယ်ပေးထားမယ်အဲ့တော့ဒီမှာဒီ pamphlet တွေကနေမှာဒီ hotel နဲ့ပတ်သက်တဲ့အချက်လက်တွေသူရေးထားမယ်ပေါ့နော်အဲ့ hotel နဲ့အချက် တ်တက်တဲ့အချက်လက်တွေကိုတိတိချာချာနားလည်အောင်ဖတ်ပြီးတော့သူမေးထားတဲ့မေးခွန်းတွေရှိမှာပေါ့နော်အဲဒီမေးခွန်းတွေကိုဒီအချက်လက်နဲ့ကိုက်ညီအောင်မှန်အောင်ဖြေဆိုပေးရမယ်ပေါ့နော်ဟိုကပုံတွေရွေးခိုင်းနေဆိုရင်လည်းဒီပုံ၃ပုံတွေကနေပြီးတော့တင့်တော်တယ်ထင်တဲ့တပုံကိုရွေးချစ်ပေးရမယ်ပေါ့နော်ဒါတော့ဒီဒုက္ခတိကီနိုဆောင်းမွေးမိကုံပုံစံနဲ့လက်တွေ့ဖြည့်စုံပုံဖြည့်စုံနည်းဖြစ်ပါတယ် ကဲအဲ့တော့ဒီတခုတိကီနိုဆောင်းမွေးကြီးအဘလောက်ကြာလဲဆိုတော့ဆောင်းမွေးကြီးအနေနဲ့ဗောနော်9900ကြာတယ်ဗောနော်အခွန်ပါပြီ9900ဒါဖောင်တင်ပြီဆိုတာနဲ့ဆောင်းမွေးကြီးတခါတည်းပေးတွင်ရပါတယ်နောက်ဒီတခုတိကီနိုဟိုတယ်ဆောင်းမွေးမှာလစ်လာရမယ့်အစားအုပ်တွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မိတ်ဆက်ပေးပါမယ်အဲ့တော့ဒီတခုတိကီနိုဟိုတယ်ဆောင်းမွေးမှာဆိုရင်ဒီဗောနော်ဒီ ဂျပန်နိုင်ငံမှာရှိရပေါ့နော်ဒီဘောနော်ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနကနေပြီးထုတ်ထားတယ်ပေါ့နော်ဒီမဆောက်ဒီပြတ်တန်းဆောက်တွေရှိတယ်ပေါ့နော်အဲ့တော့ပြတ်တန်းဆောက်တွေမှာအလုံးအားတခုတည်းကီနိုအဆင့်တက်ဆံမွေကိုဖြည့်ဆုံးမှာဖြစ်တဲ့ကြောင့်မလို့အဆင့်တက်ဆံမွေပဲပေါ့နော်ဒီကာကူရှီယိုတက်ကစ်တို့ပေါ့နော်အဲ့တော့ဖက်စာဆောက်ရေ ပြီးတော့ရင်ဟောဟာရာဆောက်ရေဆိုမှဒီနှုတ်ကိုတိတိကျကျလေ့လာဖို့လိုအပ်ပါတယ်အဲ့တော့ဒီမူရင်းဆောင်မှာကြတော့ပေါ့နော်ဒီ အဲဖူဒီခဏတွေကတိတိကျကျမမြင်ရတာဘောနော်ပြီးတော့ဂျပန်လိုလေးကြည့်ပြီးဖြစ်နေပြီးတော့ဘောနော်ဖတ်ခက်တာတွေရှိမှဖြစ်တဲ့ကြောင့်မလို့စသည်အနေနဲ့ဘောနော်ဒီပို့ပြီးတော့လွယ်ကူအောင်ဒီညမပါရာပြန်အနေနဲ့မှတ်စုစာအုပ်ထုတ်ထားပေးပါတယ်အဲ့ဒီမှတ်စုစာအုပ်ထဲမှာဆိုရင်ဒီဖူဒီခဏကိုလည်းတိတိကျကျရှင်းရှင်းလင်းလင်းမြင်ရအောင်အဓိပ္ပာယ်ကိုဘောနော်တိတိကျကျနားလည်အောင်ဘောနော်အဲထည့်တွင်းထားတယ်ဘောနော်အဲ့တော့တင်နှမ်းမှာတော့ဒီစာအုပ်ကိုဒီမှတ်စုစာအုပ်ကိုအသုံးပြီးတော့ပို့ပြီးတော့နားလည်လွယ်ကူအောင်တင်ကြပေးတော့မှာဖြစ်ပါတယ် ီးတော့လေ့ကျင့်မှုမေးခွန်းတွေလည်းဒီမှာအထည်တွင်ပေးထားပါဗျ။အဲ့တော့ဒီတခုတိကင်တော့ဗောနော်ဒီအဆင့်တက်ဗောနော်ဒီဟိုတယ်လုပ်ငန်းမှာဒီလစ်လာရမယ်နော်မဖြစ်မနေလစ်လာရမယ်အဓိကအပိုင်း၅ပိုင်းရှိပါတယ်နော်အဲဒီအပိုင်း၅ပိုင်းဟိုတိမာတာလေဗောနော်ဒီလုပ်ငန်းမှာချောချောမှုမေးလောက်ခိုင်နေမှာဖြစ်ပါတယ်နော်အဲ့တော့ဒီအဓိကအပိုင်း၅ပိုင်းကဘာတွေလဲဆိုတာဆက်ပြီးပြောပြပေးပါမယ်အဲ့တော့နံပါတ်1ကတော့ဒီ frontal day ukhnao umona ဒီကြောမှုလို့ခေါ်တယ်ဒီအေဂျိုကောင်တာမှာလောက်ရတဲ့အဓိကလုပ်ငန်းတာဝန်တွေပါအဲ့တော့အေဂျိုကောင်တာဆိုတာကဒီဟိုတယ်ရဲ့ဒီမျက်နှာစာလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဒီအေဂျိုကောင်တာမှာဘာတွေကိုလှုပ်ဆောင်ရလဲဆိုတော့ဒီစောင်းရံရှောင်းရံတွေကိုအဲရှင်းပြီးတော့အဓိကဗောနော်အခြေတဝင်လေ့လာမှာဖြစ်ပါတယ်နောက်ဒုတိယခန်းမှာတော့ဒီခိခခုခိုဟိုကျော်မှုပေါ့နော်အဲ့တော့ခိခခုဆိုတော့စီမံကိန်းတွေရွေးစဲတာစီမံကိန်းဆိုတာဟိုတယ်မှာဒီဒီပေါ့နော်တဲခိုတဲ့ customer တွေဒီ ပုံမှန်များပြအောင်အမြတ်ဆွနေရအောင်ဘယ်လိုစီမံခန့်ရေးဆွဲမလဲပြီးတော့ခိုးလို့ခေါ်တယ်ပြန်ကြားရေးပေါ့နော်ပြန်ကြားရေးနဲ့ကြော်ညာပေါ့နော်အဲပြောမယ်ဆိုရင်တော့ဒီ customer တွေနဲ့ပေါ့နော်ထိတွေ့ဆက်ဆက်မှုပေါ့နော်အဲကြော်ညာတွေကိုဘယ်လို လုပ်ဆောင်မလဲပေါ့နော်ဘယ်လိုမျိုးထိတွေ့ဆက်ဆက်မှုတွေလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဒုတိယပိုင်းဒီဒုတိယအခန်းကဏ္ဍမှာဒီပိုင်းကိုအခြေတဝင်လေ့လာမှာဖြစ်ပါတယ်နောက်တတိယခန်းမှာတော့ဒီစက်ကက်ခုလို့ခေါ်တဲ့ဧည့်သည်ဝန်ဆောင်မှုပေါ့နော်အဲ့တော့ဟိုတယ်ဆိုတာလေဒီဧည့်သည်ဝန်ဆောင်မှု ပေးရတဲ့ဒီလုပ်ငန်းတစ်ခုဖြစ်တဲ့အလျောက်ပေါ့နော်ဒီအဲ့ဒီဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဒီစောင့်ရရှောင်ရနေကိုဒီအခြေတဝန်လေ့လာမှာဖြစ်ပါတယ်။နောက်အဲဒီပေါ့နော်စတုတ္ထမြောက်အပိုင်းပေါ့နော်ဒီ၄ဘိုင်းမြောက်ကတော့ဒီ restaurant service လို့ခေါ်တဲ့ဒီစားတောက်ဆိုင်ဝန်ဆောင်မှုပေါ့နော်အဲ့တော့ hotel လို့ပြောပြီးဆိုတာနဲ့ဒီစားတောက်ဆိုင်ဝန်ဆောင်မှုနဲ့ဒီစားတောက်ဆိုင်ကနဲ့တွဲဖက်ပြီးတော့ရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့စားတောက်ဆိုင်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ ဲ့တော့တခုကောင်းတာပါလဲဆိုတော့ဒီဒီစားတောက်ဆိုင်ပေါ့နော်လစ်လာထားတဲ့သူတွေကဟိုတယ်ကိုပေါ့နော်ဟိုတယ်ဆောင်ပွဲဖြစ်ဆိုတဲ့ဆိုရင်ဒီအပိုင်းတစ်ပိုင်းကဒါတူညီတဲ့အပိုင်းတွေပါဝင်နေမှာပေါ့နော်အဲ့တော့ပြန်လည်းမယ်ဒီဟိုတယ်ဆောင်ပွဲဖြစ်ဆိုတဲ့နေရာလေဒီစားတောက်ဆိုင်ဝင်ဆောင်တဲ့ဘက်တက်ပြီးတော့လစ်လာထားဖြစ်တဲ့ကြောင့်မလို့စားတောက်ဆိုင်ပေါ့နော်ဒီတခုတေးကီနိုကိုဖြစ်ဆိုမယ်ဆိုရင်လည်းပဲဒါဒီအပိုင်းတစ်ပိုင်းကိုလစ်လာပြီးတာဖြစ်သွားမယ်ပေါ့နော်သောဆုံးပိုင်းပေါ့နော်ဒီအပိုင်း၅မှာကြတော့ဒီ Anson AC ခန်းလီ နဲ့ဆိုလို့တော့မနော်ဒီမနော်ခီဆိုချစ်စကီလို့ခေါ်တဲ့ဒီဘေးရန်နေကင်းရှင်းတဲ့ကျမရေးဆိုင်ရာစီမံခန့်ခွဲမှုအခြေခံဗုဒ္ဓဓာတ်တွေကိုလေ့လာမှဖြစ်ပါတယ်အဲ့တော့ဘေးရန်နေလို့ပြောတဲ့အခါမှာတဘဝဘေးရန်နေရှိမယ်မိဘအန်နေရှိမယ်ပေါ့နော် ပြီးတော့ကုသယောဂါတွေပေါ့နော်အဲရှိမယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီဘာလို့ရှိရနေပတ်သက်ပြီးတော့ဘာလို့မျိုးဘာလို့စီမံခန့်ခွဲမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီမှာအခြေတော်ဝင်လေ့လာမှာဖြစ်ပါတယ် အဲ့တော့ဒီဟိုတယ်နဲ့ပတ်သက်ပြီးတော့လစ်လာရမယ်အပိုင်းနေနဲ့ဆိုရင်ဒီစုစုပေါင်းဒီအပိုင်း၅ပိုင်းကိုဒါလစ်လာသွားမှာဖြစ်ပါတယ်နော်ကစ်ဆမ်ဝဲနဲ့ပတ်သက်ပြီးတော့ဗောနော်စီမင်းတစ်ခုဗောနော်မှတ်ထားမှာတစ်ခုရှိပါတယ်ဘာလဲဆိုတော့ဆမ်ဝဲကဒီဖြီးဆိုးပြီးတော့ဗောနော်အဲအကြောင်းမျိုးကြောင့်ဗောနော်တစ်ချိန်နဲ့ကိုကမောင်ခဲတွေရှိတော့အဲချက်ချင်းပြန်လဲဖြီးဆိုးလို့မရပါဘူးသူကအနည်းဆုံး45ရက်ပြန် ပြီးတော့စောင့်ရတယ်ဗောနော်အဲ့တော့ဖြီးပြီးတော့ အဲနောက်ရက်ကနေစပြီးရေးတွက်မယ်ဆိုရင်45ရက်ကြော်မှဒါလင်ဒါဟိုဒီစကန်တိုင်းအနေနဲ့ဒီဆမ်ဝဲပြန်ပြီးတော့ဖောင်းတင်ပြီးတော့ဖြေလို့ရပါတယ်เนาะအဲ့တော့ဒါကတော့ဒါအထူးတတိထားမယ်ချက်ပေါ့เนาะတကယ်လို့ကိုကဆမ်ဝဲဖြေဆိုပြီးတော့အဲဘာလို့45ရက်မပြေးဘဲနဲ့เนาะဒီဖြေဆိုမိမယ်ဆိုရင်ဒီဖြေဆိုထားလို့အောင်ခဲ့ရင်တောင်မှဒီအောင်လက်မှာကိုပြန်ပြီးတော့ဒီတူတိခဲရှိပေါ့เนาะပေဖြတ်တာတွေလုပ်ပြီးတော့ဟိုနောက်ဆမ်ဝဲတွေကိုဖြေခွင့်ပိတ်တာတွေ ဟိုရှိတတ်ပါတယ်အဲဒါကြောင့်မလို့ဒါတကယ်လို့ကိုကဖြည့်ဆို့မယ်ဆိုရင်လည်းပေါ့နော်အလို့တကြီးဖြည့်ဆို့အောင်မဟုတ်ဘဲနဲ့တိတိချာချာလစ်လာပြီးမှဒါလင်ဒါဖြည့်ဖို့အကြံပြုပါတယ်နော်အဲ့တော့တကယ်လို့အကြောင်းမျိုးကြောင့်ပေါ့နော်ဒီလွေးချော်ခဲ့ရင်လေ45ရေကြုံမှဒါလင်းနောက်တစ်ချိန်ပြန်ပြီးတော့ဖောင်တင်တယ်ပေါ့နော်ကဲအဲ့တော့ဒီနေ့ရှင်းပြရတာတော့ဒီလောက်ပါပဲအဲအဲ့တော့နောက်တင်ကန်းစာတွေမှာပေါ့နော်ပြန်လည်ဆုံးတွေ့ကြအောင်နော်ဂျာမင်နာဆန်စကိုင်ဆာဗာဒစ်တာ